အားလုံးပဲမင်္ဂလာပါခင်ဗျာရေဘော်တို့ရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်ဆရာမင်းလူရဲ့90ရဲ့လွမ်းစရဲစောက်ဖတ်ရှုခြင်းအပိုင်း9ကိုဆက်လက်ဖတ်ရှုပြမှာဖြစ်ပါတယ်အပင်းနားဆင်ကြပါအောင်ခင်ဗျာကျွန်တော်ကတော့စာဖတ်သူကိုဧည့်တယ်ပါ ဒေါခင်ဝင်းညွတို့အိမ်မှပြန်လာတော့အခါစိတ်ရောကိုယ်ပါပင်မနွမ်းနေနေတယ်လို့ဖြစ်နေ၏။အင်ရရောက်ချင်းလိန်မော်ကြီးတစ်ခွက်တောက်ပြီးရေချိုးလိုက်သည်။အနေငယ်လန်းဆန်းသွား၏။လူကလန်းဆန်းသွားတော့လေစိတ်ကကြည်လင်မလာခဲ့ချေ။ရေချိုးခြင်းအပြင်ရုပ်ခန္ဓာကိုယ်သာအကျိုးသက်ရောက်မှုဖြစ်စေနိုင်ပြီးစိတ်ကိုယ်တော့ဘာမျှထူးခြားပြောင်းလဲမသွားစေနိုင်။ ိန်နေရင်ဝတ်တော်ပေါ်ပေါ်ပါပါအဝတ်အစားကိုလဲပြီးနောက်အိယာပေါ်မှာလှဲနေလိုက်သည်ခန္ဓာကိုယ်ကငြိမ်သက်သွားတော့အခါစိတ်ကလူလှုပ်ရှားလူလွန်လာသည်အတွေးပင်ဖြစ်၏နွေရုကျူရုနှင့်ပြောကြဆိုကြတော့စကားပိုင်းတွင်သူတို့ကသူတို့အိမ်တော်ရေးအကြောင်းတွေပြောကြသည်မိမိမှာပြောစရာမရှိ သူတို့ကသူတို့ခင်မွန်းအကြောင်းပြောကြသည် မိမိဝင်မပြောနိုင်ထို့ကြောင့်စကားဝိုင်းဤဘေးသို့ရောက်နေသလိုဖြစ်နေသည်ထို့ကြောင့်ငိုရိပ်မိသဖြင့်သူတို့ကကိုယ်မျက်ထွန်းအကြောင်း စကားဆလာခြင်းဖြစ်သည်ကျူကမြင့်တွေကြလာလို့မိစိတ်ထဲမှာတလောက်ထိထိခက်ခက်ဖြစ်သွားမယ်မထင်လို့ပြောလိုက်တာပါ ဟုဆိုသည်ခုပြန်စဉ်းစားကြည့်တော့ကျူပြောတာမှန်ကြောင်းတွေးမိ၏ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၍ထိုအကြောင်းကိုခပ်ပေါ်ပေါ်နားထောင်နိုင်စွမ်းရှိသင့်သည်။ဘာမျှအရေးမကြီးသလိုပြန်ပြောနိုင်စွမ်းရှိသင့်သည်။ခုတော့ဒီလိုမဟုတ်ကိုမြတ်ထွန်းဆိုတော့အတန်ကိုကြားလိုက်သည်နှင့်ချက်ချင်းစိတ်ထဲမှာတင်းမာမှုတစ်ခုဖြစ်ပေါ်လာရသည်။ဘာကြောင့်ဒီလိုဖြစ်ရသနည်း။ဘာကြောင့်ခုထိပြင်းပြင်းထန်ထန်ခံစားနေရဆဲရှိသနည်း။ မိမိသည်အမှတ်သေးကြီးကြီးသူတယောက်များဖြစ်နေသလားကိုမြထွန်းအကြောင်းစကားစမိသဖြင့်မိမိစိတ်နှောက်ရဖြစ်ရသည်ကိုကျူတို့ຫນွယ်တို့ကတောင်းပန်သည်ထိုအခါရပါတယ်ကွယ်ဟုပြန်ပြောခဲ့သည်သူတို့စိတ်မကောင်းဖြစ်သွားမည်ဆို၍သာဤသို့ပြောခဲ့ခြင်းဖြစ်သည်တကယ်တော့ထိုချင်းအရာသည် ရှင်းရှင်းမပြောက်ဘဲငုံနေသောယောဂတစ်ခုလိုသာဖြစ်သည် အကြောင်းတိုက်ဆိုင်သည့်အခါတိုင်းရုပ်ချီးပေါ်လာစမည်။သူမရှိတော့လျင်ကောင်းမယ်ဟုမိမိပြောခဲ့ပြီးတို့ရတွင်ထိုသူသည်တမီးယာယာမသက်ရှိထင်ရှားရှိနေစေပင်ဖြစ်သည်ဟု စိတ်ထဲကအလိုလိုသိနေသည်။တချို့တခွေတထောင်မှ သူရုပ်တရက်ထွက်ပေါ်လာမည်ကိုမိမိဆိုရင်နေခြင်းဖြစ်ကောင်းဖြစ်နေလိမ့်မည်။ သူတို့ဖြစ်နေခြင်းတွေကိုကိုကိုမကြည်မနှံ့ဖြစ်ရသည်ကိုခင်မောင်မြင့်တို့ကိုဘာမင်းတို့သည်ရည်စားများခဲ့သူတွေဖြစ်သည်ကျူဒီပင်ချစ်သူနှစ်ယောက်ထားရှိခဲ့ဘူးသည်သူတိုင်အောင် သူတို့ဤအိမ်တော်များသည် ခိုင်မြဲလျက်ရှိနေကြစေကိုခင်မောင်မြင့်တို့ ကိုဘာမင်းတို့ကနှွေတို့ကျူတို့အပေါ်တစ္ဆာရှိနေကြမည် ကိုမြတ်ထွန်းသည်၎င်းမိသည်၎င်းจิตသူတယောက်ထဲသာ ထားခဲ့ကြဘူးသူများဖြစ်သည်ထိုတူသေးတော့จิตသူကိုပင် လက်ထပ်ခဲ့ကြသူများဖြစ်သည်တို့ရတွင်မိမိတို့ဤအိမ်တော်သည်နှစ်အနေငယ်အတွင်းမှာပင် ပြိုကွဲပျက်စီးသွားကြရသည်မိမိသည်จิตဥသူကိုလက်ထပ်ပြီးကမှမအောင်မြင်သောအိမ်တော်တစ်ခုအဖြစ်တိဆောက်မိတိဆောက်မိခဲ့သူတာဖြစ်သည် ထို့အတွက်ကိုကိုကိုအပြစ်တင်မှု စိတ်မကူးမိပါမှန်သည်မိမိသည်အိမ်တောင်ရေးဤပျက်စီးရာပျက်စီးကြောင်းဘာတစ်ခုမှမပြုခဲ့လမ်းခွဲကြဘူးစကားကိုလည်းမိမိကစတင်ပြောခဲ့ခြင်းမဟုတ်စတင်ပြောကြခဲ့သူကကိုဘရွှေဆုံးပြီးအမြန်လာတော်မြရွှေကြည်နန်းစာရွက်ကိုဖတ်ပြီး တုံလုတ်ချောက်ချသွားသည်အဖေဆုံးပြီတဲ့သူကိုမြတ်ထွန်းနဲ့လက်ထပ်ပြီးကြတဲ့က အဖေနဲ့မတွေ့ဖြစ်ခဲ့အဖေကသူ့ကိုစွန့်လွတ်ခဲ့သောကြောင့်ဖြစ်သည်သူကလည်းအဖေစီတစ်ခေါင်းများမှတတော်ပဲနေခဲ့သည်အဖေကိုတစ်ခါတစ်ခါသတိရတော့လဲအဖေနဲ့ပြန်ဆက်သွယ်ဖို့မကြိုးစားခဲ့ချင်း ဖေသည်ဆုံးဖြတ်ချက်တစ်ခုချပြီးလျင် ပြင်ဖို့ခဲရင်သည်ကိုတိထားတော့ကြောင့်လည်းဖြစ်သည်ပြီးတော့မိမိကအဖေမကြိုက်တာလှုပ်ပြီးမှတော့ပြန်တောင်းပန်နေလို့လဲအကျိုးထူးလာမည်ဟုမထင်ခဲ့သူကလည်းအဖေသမီးပြီးပြီးကိုမန့်နေထင်ရလှုပ်ခဲ့ပြီးပြီပဲဘာပဲဖြစ်ဖြစ်အဖေကိုသူမမုန်းခဲ့ပါ ခုလိုအဖေဆုံးမြီကိုသိရတော့အခါအဖေကိုသူဘလောက်ချစ်ခဲ့ကြောင် ပို၍တရားသည်သူသည်မိယာယထာဖြင့်လာခဲ့သည်သမီးကိုလည်းခေါ်ခဲ့သည်ကိုမြတ်ထွန်းကတော့လိုက်မလာခဲ့ဘူရာယုံကသာလိုက်ပို့သည်အဖေဆုံးသည့်ကိစ္စနှင့်ပတ်သက်၍လည်းဘာမျှထွေထွေထူးထူးမပြောတခုပဲမှသည်အဖေအမွေကိုမယူဘဲပြန်လာခဲ့ရန်သူရောက်ရှိသွားလျင် တင်းမှစိန်ကားသောမျက်လုံးများကိုတွေ့ရလိမ့်မည်ဟုထင်ခဲ့သည်တကယ်တမ်းသူရောက်ရှိသွားသောအခါဒေါ်မြွှေက သမီးကိုလှမ်းယူပွေ့ချီလိုက်ပြီးညီဖေဖြစ်ကို ကြည်ပေါင်းမမိရဲ့ဟုငိုရှိုင်ရင်းပြောသည်မိရီဖြစ်သူတော်တန်းခင်ကအကိုကြီးအကိုကြီးချစ်လာကြည့်ရဆိုတဲ့သမီးကြီးလာပြီလေထားကြည့်ပါဦးဟုရင်ဘတ်စီတီအောင်ငိုသည်မထင်မှတ်ပဲတင်းမာနေသူက မခင်မီအမမခင်ဤဖြစ်နေသည် သူကမခင်မီကိုနှုတ်မဆက်ဖဲခတ်စိမ့်စိမ့်သာကြည်နေသည်သမီးကိုလည်းတူမာလေးရလို့အသိအမှတ်ပြုပုံမရတစ်ချက်ကလေးကခြီချင်းတော်မပြုလုပ်ဖဲနေသည် မခင်မီသည်အဖေရုပ်အလောင်းပြင်ဆင်ထားရသို့လာခဲ့သည်မျက်နာပေါ်မှာအုပ်ထားသောဇာပွားကိုဖယ်လိုက်သည် အဖေမျက်နာသည် သူအိမ်က ထွက်လာစဉ်ကနှင့်စားလျင်များစွာအိုမင်းသွားခဲ့သည်။သုံးနှစ်ကျော်ကျော်ခန့်အချိန်အတွင်းမှာအဖေသည် မမတ်မိနိုင်အောင် ပြောင်းလဲသွားခဲ့လေပြီ။ထိုကာလအတွင်းအဖေသည် စိတ်ညစ်စရာဖြစ်ပျက်ပေါင်းဘယ်လောက်ကြုံခဲ့ရလေသနည်း။ထိုဖြစ်ပျက်များတွင်မိမိအိမ်ကထွက်ခဲ့သည့်အကြောင်းသည်လည်းအရေးပါသောအချက်တစ်ချက်ဖြစ် ပါဝင်ခဲ့လေသလား။ ူရီငယ်စဉ်ကလေးကအတန်ထွက်အောင်အော်ဟစ်မငိုကြွေးတက်ခဲ့ကုလေအန်ငူကြိတ်၍မျက်ရည်များသာတွေးတွေးကြဆင်းနေသည်ယင်းတွင်ကတော့ပြင်းထန်စွာငိုကြွေးနေမိ၏တဆုံတယောက်ကမိမိလက်ကိုလာကင်သည် သမီးဖြစ်သည်နနစ်ရွယ်သမီးငယ်သည်ဘာမှမသိရှာပဲသူ့ကိုမော့ကြည့်နေသည် သူမျက်ရည်တွေကျနေသည်ကိုမြင်သဖြင့် မီးမျက်နာကလေးငဲနေသည်သူကညည်ရွေတုတ်လိုက်သည်တမီးဘဝကြီးကိုကြောရအောင်နော်သူဒူးတုတ်ထိုင်ချလိုက်သည်တမီးကလည်းသူ့လိုလိုက်ပြီးထိုင်သည် အဖေကိုသူကြောသည်ကျမကိုခွင့်လွှတ်ပါအဖေဟုရင်တဲကညီတန်းလိုက်သည်ရက်လက်စွန်းတုတ်ပီရိညာတွင်ဂျန်ရင်သူမိသားစုစုံပြီးစကားပြောဖြစ်ကြသည် စကားဝိုင်းကိုအတော်ဖြစ်သူတော်မြရွှေကဥဆောင်ပြီးပြောသည်အင်းခုလိုပူပူနွေးနွေးကြီးရှိသေးတဲ့အချိန်မှာဒီအကြောင်းပြောရတာတိတ်တော့မကောင်းလာဘူးသို့ပေမဲ့မမိပြန်ဖို့ကလည်းရှိနေသေးတော့ပြောစရာရှိရတော့ပြောရတော့မှာပဲတော်မြရွှေကမခင်မိမခင်ဤမိရီဖြစ်သူတော်တန်းခင်တို့ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးဆက်ပြောသည် ကိစ္စကတော့ကိုဘရွှေရဲ့ဂျန်ညစ်ခဲ့တဲ့အမွေပစ္စည်းတွေနဲ့ပတ်သက်ပြီးဘယ်လိုစီမံကြမလဲဆိုတာပြောကြဖို့ပဲ။ကဲဒီတော့ဘာဖြစ်စီရင်လည်းပြောကြ။သုံးအောင်စလုံးဘာမှမပြောဘဲညင်နေသည်ပတ်တန်ခင်ကစပြောပါတောတန်ခင်ကတန်ကြာတွေးနေပြီးမှ ကျမကိုကြီးကိုလက်ထပ်ခဲ့တာဟာသူ့ပစ္စည်းအဥ္စာကိုမှတ်မောလို့မဟုတ်ပါဘူး သူ့ကိုကျမအားကိုးခဲ့တာပဲရှိပါတယ်။မျက်ရည်လေးတဆန်းဆန်းဖြင့်ပြောရှာပြီးတော်မြွှေကဘာပဲဖြစ်ဖြစ်လေရတဲ့ရထိုက်တာတော့ရရမှာပေါ့တော်တန်းခင်ကဘယ်၍ဘယ်မျှလို့ကျမမပြောချင်ပါဘူးအမတို့စီစဉ်တဲ့အတိုင်းကျမကျေနပ်ပါတယ်ကလေးတွေလည်းရစေချင်ပါတယ်မိတွေဖြစ်သူတွေသူထင်တဲ့လောက်မဆိုးချောင်းမခင်မိသိလိုက်ရသည်ကဲဟုတ်ပြီ ငါတို့ကလည်းမတရားမလုပ်ပါဘူးမတန်ခင်ဒီတော့မခင်ဤတို့မခင်မိတို့ကရောဘာကိုဘယ်လိုဖြစ်စေကြလဲမခင်မိတခုတခုခုပြောမိပြုစဉ်မခင်ဤကဥအောင်ဝင်ပြောသည်ဖေကမခင်မိကိုစွန့်ပစ်ထားတာပဲကျန်ရင်သူ၃ဦးလီမခင်မိမခင်ဤကို တအံ့တအော ကြည်လိုက်ကြသည်မခင်မိကတော့အိမ်မအံ့အော သူရောက်လာစကလေးကမခင်ဤသူအပေါ်ခတ်စိမ့်စိမ့်ခတ်တန်းတန်းဖြစ်နေသည်ကိုသတိထားမိခဲ့ပြီးဖြစ်တော်ကြောင်းပင်ညီဘလူပြောလိုက်တာလဲခင်ဤတော်မြရွှေကခတ်ဆတ်ဆတ်ပြောလိုက်သည် မခင်ဤကခင်မိဟာအဖေရှိတုန်းကတော့တစ်ခေါက်တောင်လာကြတော့ပေါ်မရပဲနဲ့ခုကြမှာရောက်လာတယ်ဆိုတော့တော်စမ်းမိခင်ဤတော်မြရွှေဟန်တာလည်းသည် မခင်မိကတော့စိတ်ဆိုးဟန်မပြပဲခက်အေးအေးပင်ပြောသည်အမပြောရမှမှာလေအဖေကကျမကိုစွန့်ပစ်ထားတာဒါကြောင့်အဖေရဲ့အမွေကို ကျမမခံစားထိုက်ပါဘူးခုကျမလာတာကလည်းအမွေခွဲဖို့မဟုတ်ပါဘူးအဖေကိုနောက်ဆုံးအနေနဲ့ကြည်ကျင်တာရဲ့အဖေကိုကြော့ကျင်တာရဲ့ကြောင့်ပါတော်များရွှေကခေါင်းရင်းခါလိုက်ပြီးကိုမရွှေကညီကိုစွန့်ပစ်လိုက်ပြီးလို့ ဘယ်လိုလုပ်ပြီးပြောနိုင်ရတာလဲဒါအားလုံးသိပြီတာကိစ္စပဲမကင်ဤကဝင်ပြောသည်တော်ပြရွှေကမကင်ဤကိုတစ်ချက်မျက်စောင်းခဲလိုက်ပြီးကိုဘရွှေဟာမကင်မိကိုဘယ်တော့မှမစွန့်ပစ်ခဲ့ဘူးသူ့တဘောမတူတဲ့သူကို ယူလို့စိတ်ဆိုးပြီးမခေါ်ဘဲနေတာပဲရှိတယ်သူရာမကင်မိကိုစွန့်ပစ်ခြင်းနဲ့ဆိုရင်တရင်စာထဲမှာအမွေပြတ်ကြော်ညာထက်မှာပေါ့ဘာဖြစ်လို့မထက်တာလဲ မပြောတာဟုတ်ပါတယ်အကိုကြီးကမခင်မိကိုတမိအဖြစ်ကစွန့်လွတ်တယ်လို့တခါမှမပြောဘူးပါဘူးဒေါ်တန်းခင်ကပါဝင်ပြောပါသည်အခုတခါမှတော့မခင်ဤကဒေါ်တန်းခင်ကိုမသိမသာမျက်ဆောင်ခဲ့သည်မခင်မိကတော့ဘာမှမပြောသေးပဲနားသာထောင်းနေ၏ဒေါ်မြရွှေကစကားဆက်သည် ကဘာရှိဟာဆုံးဖြတ်ချက်တစ်ခုကိုချပြီးရင် ပြန်ပြင်လိမ့်မရှိတဲ့သူ့အကျဉ်းချောင်းသာမခင်မိကိုမဆက်အဆက်အသွယ်ဖြတ်ထားတာပဲဒါပေမဲ့သူဟာမခင်မိရဲ့အချောင်းကိုအမြင်စုံစမ်းနေရတယ်ဘယ်မှာနေတယ်ဘယ်လိုနေထိုင်စားတောက်တယ်ဆိုတာဒါကြောင့်လည်းမခင်မိရဲ့လိပ်စာကိုသိပြီးကြီးနှံ့ရနေတာပေါ့ငါထင်တယ်မခင်မိသာဒုက္ခရောက်နေခြင်းသူပြစ်ထားမှာမဟုတ်ဘူး မခင်မီသည်စိတ်တင်းထားရကြကမျက်ရည်ဝေ့ကနေဝဲလာသည်။နောက်ပြီးကိုဘရွှေဟာယုတ်တိရဲ့သတိလစ်ပြီးလဲကျသွားကနီးမှာတခြားဘယ်သူ့ကိုမှ မတဘူးခင်မီရဲ့နာမည်ကိုပဲတသွားတယ်။ဒါဟာမခင်မီကို သူဘယ်လောက်တိုင်အောင်စဉ်ရှိနေတယ်ဆိုတာပြတာပဲ။အဖေဒီနောက်ဆုံးအချိန်ထိသူ့ကိုချစ်သွားခဲ့ပါလားဟုတိလျရာတဖြင့်လိုက်ခနေဖြစ်သွားသည်။ ဖေချစ်ကိုမဆုံးရှုံးခဲ့ဟုအနေငယ်ဖြေသာသည်သူရတွင် အဖေစီကိုတစ်ခေါက်တလေတောင်မရောက်ဖြစ်ခဲ့သည့်အတွက်ယူကျုံမရဖြစ်ရသည်ခုမှတော့လွန်ခဲ့ပြီသူဒီလေးတန်းကိုမှန်းအောင်ထိမ့်၍ကျမဟာအဖေမကြိုက်တာကိုလုတ်ခဲ့တဲ့သူပါကျမလည်းကျမမှန်းနေထင်တာကိုလုတ်ခဲ့တာပဲပေါ့ဘာပဲဖြစ်ဖြစ်အဖေပေါ်မှာကျမဘက်ကဝတ်တရားပြက်ကွက်ခဲ့တာတော့အမှန်ပါပဲဒါကြောင့်အဖေရဲ့အမွေကိုကျမ မယူချင်ပါဘူးမယူချင်လို့ပဲဖြစ်မလဲခင်မိမိဘရဲ့အမွေးနှစ်ဆိုတာမငင်းပဲကောင်းဘူးသာသမီဝတ်ထဲမှာမွေးကန်ထိုက်စီဆိုတာပါတယ်မဟုတ်လားကျမကမွေးကန်ထိုက်တယ်လို့မဟုတ်ပါဘူးတော်တော်အင်းခုလိုပြတ်သားတဲ့စိတ်ဓာတ်ရှိတာကကညီဟာညီဖေရဲ့အမွေးကိုရထားတာလို့ဆိုရရတယ်ထားတော့လေညီကမလို့ခြင်းဘူးဆိုပေမဲ့ညီသမီးလေးအတွက်တော့ထည့်စင်စားရအောင် ဒီကလေးဟာဘာအပြစ်မှရှိတဲ့လူမဟုတ်ဘူးပြီးတော့ဥပရွှေရဲ့မြေးရင်သူကတော့သူ့အဖိုးရဲ့အမွေကိုခံစားထိုက်တယ်မခင်မီတစ်ချက်တွေ့ခင်နေဖြစ်သွားတယ်တော်မြရွှေဤပေါင်ပေါ်ထိုင်နေတော့သမီးကိုကြည့်သည်သမီးကလူကြီးတွေပြောနေတော့စကားများကိုနားမလဲမျက်လုံးကလေးကလေးကလေးနဲ့တယောက်စီဤမျက်နှာများကိုလိုက်ကြည့်နေသည်ငါရှင်းရှင်းပဲပြောမယ်ခင်မီညီစိတ်ဆိုးခြင်းလဲဆို့ ညီယောက်ျားဟာညီတို့ကိုကြွေးထားခြင်းကြွေးထားနိုင်မယ်။ဒါပေမဲ့ငါမြင်းလေးကိုတော့ချမ်းချမ်းသာသာထားနိုင်မှာမဟုတ်ဘူး။ဒါကြောင့်ညီမလို့ခြင်းမိမဲ့ဒီကလေးအတွက်တော့အမွေကို ယူကိုယူရမယ်။ဒါပဲ။ကဲ။တော်မြတ်ရွှေကကြံနေရောက်ပဲလဲ၍ကိုဘရွှေချိန်ခဲ့တဲ့ပစ္စည်းကို မှတ်တမ်းခင်ရဲ့မခင်ဤရဲ့မခင်မိရဲ့၃ယောက်ခွဲယူကြမယ်။သဘောတူကြသလား။တူပါတယ်။ဟုတ်တော်တန်းခင်ကအရင်ပြောသည်။ ခဏကြာမှမခင်ဤကလည်းတူပါတယ်ဟုခတ်ဆိုင်ဆိုင်ပြောသည် မခင်မိကတော့ဘာမှမပြောကျန်ရသောအမွေပစ္စည်းများကိုဥပါရွှေဤရှိနေအကူညီဖြင့်ခွဲဝေကြသည်ဥပါရွှေဆုရှေယဝင်းထားသော ရန်ကုန်မှဥတောက်ထိန်တစ္ဆေမှာပြည်သူပိုင်းဖြစ်သွားတော့ကြောင့်အမွေစင်းရင်မှာမပါတော့ထို့ပြင်ဥပါရွှေဤတစ်လုံးငန်းသည်လည်း ရက်ဆိုင်ထားရသည်ဥပါရွှေပိုင်သောစင်များကိုဥပါရွှေမကွဲလွန်မီလှပိုင်းအလူကရောင်းချခဲ့ပြီဖြစ်သည်ထို့ကြောင့်တိုက်အတွင်းပစ္စည်းနှင့်ငွေများကိုသာခွဲဝေကြရသည်မခင်ဤနှင့်မခင်မိတို့ကစိန်တစင်စာစီနှင့်ငွေ9000စီရရှိကြသည်ကျန်သောငွေ2000ကျော်လက်ဝတ်လက်စားများနှင့်တိုက်ကိုဒေါ်တန်းခင်ကိုပေးသည် ဒေါ်မြရွှေကတော့လောလောဆယ်ဒေါ်တန်းခင်နဲ့အတူလက်ရှိတိုက်မှာပင်နေအောင်မိဖြစ်သည်မကင်မီကဒေါ်မြရွှေကို သူနဲ့အတူခေါ်သွားချင်တော်လဲကိုမြထွန်းဤသဘောထားကိုမသိရသည့်ဖြင့်ဘာမှမပြောဖြစ်တော့သူရင်ငွေနဲ့ပစ္စည်းတွေယူပြီးပြန်လာခဲ့သည်သူပစ္စည်းများကိုမမတ်မောလာတော်လဲလိုအပ်သည်ဟုယူဆထားပြီးဖြစ်ဒေါ်မြရွှေပြောတော်စကားကထိုအချက်ကို တည်ပြုပေးခဲ့သည်တမီးအတွက်မှန်သည်ကုမြတ်ထွန်းသည်မိမိတို့ဒါမီကိုပုံမှန်ကျွေးမွေးထားနိုင်တော့လဲရှည်ရည်အတွက်အာမခံချက်ရှိဖို့မသေးကြကုမြတ်ထွန်းသည်စီးပွားဥစ္စာတိုးတက်ချမ်းသာလာအောင်ရှာ ဖွေလိုတော်သူမဟုတ်ချေသူလုံနေတော့ကြားနဲ့ editor အလုတ်ကကြီးပွားနိုင်တော့အလုံးမဟုတ်မိမိသည် editor တယောက်၏ဇနီးဖြစ် ချွတ်တဲ့ပြီးပင်ဖြစ်စေနေနေပါသည်တို့ရတွင်သမီးလေးကိုတော့တင့်တင့်တဲတဲထားစင်သည်ပြနိုင်လျင်လူလေသည်မရှိအောင်ဖြည့်ဆွက်ပေးခြင်းသည်ထို့ကြောင့်ပင်အမွေဖြစ်ရရှိခဲ့တော့ပစ္စည်းများငွေများသည်လိုအပ်သည်ဟုဆုံးဖြတ်လိုက်ခြင်းဖြစ်လေသည်ကိုမြတ်ထွန်းကတော့ကိုတီရီချာချာမာလိုက်ရဲ့တာနဲ့မိရဲ့ဘာမှမယူခဲ့ပါနဲ့လို့မိမယူချင်ပါဘူး မြင်ပါသေးတယ်။ကျော်တော်ကအတင်းပေးလို့နောက်ပြီးဒီပစ္စည်းတွေကိုမိအတွက်ယူခဲ့တာမဟုတ်ပါဘူး။သမီးအတွက်ပါ။သမီးအတွက်ဟုတ်တယ်လေ။သမီးရဲ့ရှေ့ရည်အတွက်ပေါ့။ရှေ့ရည်ရှေ့ရည်ကိုမြထုံးကပဲ့တင်ထက်ရည်ရွနေပြီးမှ သမီးရဲ့ရှေ့ရည်အတွက်ကိုကတောင်းဝန်မယူနိုင်ဘူးလို့ထင်လို့လား။တော်များရွှေပြလိုက်သောစကားကိုဖြတ်ခနဲသတိရသည်ပြန်တော့မပြောဖြစ် ဒီလိုတော့မဟုတ်ပါဘူးကိုမြတ်တော်သမီးဟာအဖေရဲ့ညီအရင်ပဲဒါကြောင့်သူ့အဖိုးရဲ့အမွေးကိုသမီးခံစားထိုက်တယ်လို့ယူဆပြီးယူခဲ့တာပါတခြားအကြောင်းမရှိပါဘူးကိုမြတ်တော်အတန်ကြာအောင်တွေးပြီးစဉ်းစားနေသည်ပြီးမှကောင်းပြီလေကိုဟာသမီးရဲ့အဖေဖြစ်တယ်လို့မိဟာလည်းသမီးရဲ့အမေဖြစ်နေတာကိုဒီတော့မိရဲ့အဖေဟာလည်းသမီးရဲ့အဖိုးတော်ဆက်ခွင့်ရှိရပါဘော ကိုမြတ်ထွန်းသည်ဆွေမျိုးတော်စပ်ပုံကိုအစဉ်အလာအတိုင်းအထက်မှအောက်သို့ဆင်းမလာပဲအောက်မှအထက်သို့ပြန်ပြီးပြောနေသည်ဆက်လက်၍ဆွေမျိုးတော်စပ်မှုဆိုတာကိုတော့ကိုမငင်းပယ်ချင်ပါဘူးသမီးဟာသူ့အဘိုးရဲ့အမွေးကိုခံစားထိုက်တယ်လို့မိမှဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်ဒါပေမဲ့ဒီပစ္စည်းတွေငွေကြေးတွေကိုတော့ကိုနဲ့လုံးဝမပတ်သက်စေချင်ဘူးကိုမြတ်ထွန်းမခင်မီးက တုံရင်တော့၄တန်းဖြင့်ကိုမြတ်ထွန်းရဲ့ကျမဟာလွန်ခဲ့တဲ့တပတ်လောက်ကမှ အဖေတယောက်ကိုဆုံးရှုံးထားရတဲ့သူပါအဖေဆုံးတာနဲ့ပတ်သက်ပြီးကိုမြတ်ထွန်းအနေနဲ့ခုထိအားပေးစကားလေးတခွန်းတော့မပြောရသေးဘူးနော်ကိုမြတ်ထွန်းကြီးမျက်နှာပေါ်မှာတင်းမာမှုများ အရေးအယောင်များပျောက်ကွယ်သွားသည်မိရဲ့အဖေဆုံးသွားတဲ့အတွက်ကိုတကယ်ပဲစိတ်မကောင်းဖြစ်ရပါတယ်ဟုတ် လိုက်လဲစွာပြောသည်မကင်မီသည်ရက်အတော်ကြာအောင်တင်းထားရသည့်စိတ်များရုတ်တရက်လျှော့ကျသွားသည်ကုမြတ်ထွန်း၏ရင်ခွင်မှာအလိုအလျောက်မျက်နှာအမိပြီးဖြစ်သွား၏သူဆိုင်ကိုသည်အတန်တော့မထွက်ချေကုမြတ်ထွန်းကသူ့ကြောကိုတိုင်းဖက်ထားသည်ကုမြတ်ထွန်းသည်သမီးကိုတော့တော်တော်ချစ်သည် သူချစ်ပုံမှာတချို့အဖေတွေလိုကလေးတွေကိုချော့လိုက်မြူလိုက်ကလေးတွေနဲ့အတူကစားလိုက် စင်ကြီးလှုပ်ပြီးစီးခိုင်းလိုက်နဲ့တဲတဲလှုပ်နေတာမျိုးမဟုတ်အပေါ်ရန်အားဖြင့်ကြည့်လျင်သမီးကိုအယောသိမ့်မဝင်ခတ်တန်းတန်းနာနေသည်ဟုထင်ရသည်သူရတွင်တခါတရံသူအပြုအမူတစ်ခုခုသူစကားတခွန်ခွန်ကသမီးကိုချစ်ချောင်းသိတာစေသည်ဒါကသမီးနေမကောင်းဖြစ်သည်နာစီချောင်းဆူသည် ဖြားလဲဖြားသည်ကိုမြထွန်းကတမိနှခေါင်းထဲမှာပိတ်ခဲနေတော့နှက်ချီတွေကိုပါဇက်နဲ့ဆုပ်ထုတ်သည်ရင်းွေကြက်နေသဖြင့်အသက်ရှူရင်မဝအိယာပေါ်မှာလဲသိမ့်လျင်မအိတ်နိုင်ပဲအော်ငိုးနေသည်ခြိထားမှ အသက်ရှူဝပြီးအိတ်နိုင်သည်ကိုမြထွန်းကတမိကိုတညာလုံးပခုံးပေါ်ထမ်းထားလေသည်တခါကျတော့တမိနဲ့ပတ်သက်၍ကိုမြထွန်းပြောသောစကားသည် တခြားလူတွေဖို့ရည်စရာတော်ဖြစ်ခြင်းဖြစ်နေပေလိမ့်မည်။ညာတော်ကကိုအိတ်မယ်လို့ကျွန်တော်လည်းဝင်လာတော့အထဲမှာခြင်းကောင်ဝင်နေတယ်။မိဖွင့်ပြီးထပ်တက်လိုက်ရင်လည်းသမီးနိုးတော့မှစိုးလို့မဖွင့်ရဘူး။ခြင်းကလည်းတဝီဝီနဲ့ပြန်နေတာခဏကြာတော့အတန်တိတ်သွားတယ်။ကိုချီတလုံးမှနားနေတာကိုနောက်စူးခနဲ့နှာသွားတော့ကိုဝမ်းတာရတယ်။ဟင်ဘာကြောင့်ဝမ်းတာရတာလဲ။ ဒီလိုလေခြင်ကကိုယ်ကိုကိုက်လိုက်ပြီမဟုတ်လားကိုယ်သွေးကိုစုံလျလို့ဝါသွားပြီဆိုရင်တမီးကိုထက်ကန်နိုင်တော့မှမဟုတ်လို့ပေါ့သူဒီတမီးကိုအလိုတော့လိုက်လိမ့်မရှိစီကန်တင်းကျပြီးထိန်ချုပ်ထားတာမျိုးလည်းမဟုတ်ချေတခါတခါတမီးအတွက်တခြားလုံးတွေချောကလက်တွေဝယ်လာတတ်တော့လေခလေးကပူဇာတိုင်းပေးတာမျိုးတော့သူမကြက်ကစားစရာဆိုရင်နိုင်ငံခြားဖြစ်တွေဝယ်မပြီး ဒီတွင်ဖြင့်ဘောဝါယုတ်တို့ဇီးခွဲယုတ်တို့ဥပုတ်တို့သာဝယ်ပြီးထားသည်သမီးကလည်းသူ့အဖေထက်တောင်ตาရည်သည်ကစားစရာတစ်ခုရလျင်ခဏတဖြုတ်တာကစားသည်ပြီးလျင်စိတ်မဝင်စားတော့ကတုံယုတ်ကလေးတွေပါတော့စာအုပ်တအုပ်ရလျင်တော့စိတ်ဝင်စားစွာငြိမ်ပြီးထိုင်ကြည့်နေတတ်သည်တခါတလေသူ့အဖေကိုအတူခိုး၍ ိတ်ရပေါ်မှာကောင်းအုံးကိုမှီးပြီးဈာနဲ့တစောင်းကိုဖတ်နေတာတွေ့လျင် ကိုမြထွန်းသိတ်တဘောကြသည်တမီပြင်းရင်လွှိုင်းလဲကြလို့မခင်မီကပြေးတူပေးမိပြီလျင်ကိုမြထွန်းက မထူးနဲ့မိသူ့ဘာသာသူထပါစေဒါမှကိုအားကိုကူတတ်တဲ့အချင်းညာမှာဟု ပြောတတ်သည်တမီးကနည်းနည်းပါးပါးထိခိုက်မိလို့ငိုလျင်လဲမချော့ပဲနေခိုင်းပြီ ထိတ်ကနေရှိတာနဲ့ချော့နေရင်ကလေးရဲ့စိတ်ဓာတ်ပြော့ညံ့သွားလိမ့်မယ်။တော်ယုံတိုင်ယုံနာကျင်တာလောက်ကိုခံနိုင်ရင်ရှိအောင်လုပ်ပေးရတယ်ဟုဆိုပြီးသူကသမီးကိုမကြောက်တတ်အောင်လဲလေ့ကျင့်ပေးသည်။သမီးကိုအမောင်ထဲမှတယောက်တည်းနေခိုင်းသည်။အမောင်ဆိုတာဘာမှကြောက်စရာမရှိဘူး။ညမိုးချုပ်ပြီဆိုရင်မောင်သာကြီးပဲ။ဘာမှမထူဆန်းဘူး။စသဖြင့်အားပေးသည်။သမီးကလည်းသူခိုင်းနေတိုင်လုပ်သည်။ ကိုမြတ်ထွန်းကပြောသေးသည်ကလေးကိုကြောက်အောင်ဒီဝေါ်ကြီးလာပြီးကြောင်ကြီးကိုက်လိုက်မယ်စသဖြင့်မချောက်လန့်ရဘူးကလေးကကြောက်တက်သွားရင်လူတော်မတူရဲတော့ပြီးတော့ကလေးကိုမညာရဘူးဘာကြောင့်လဲဆိုတော့ကလေးရဲ့စိတ်ထဲမှာဖေဖေတို့မေမေတို့တော့ညာသေးတာပဲညာတာအပြစ်မရှိဘူးလို့စွဲသွားတတ်တယ်အမလီကူမြထွန်းရင်ပြစ်နေလိုက်တာသမီးကခုမှနှစ်နှစ်သာသာရှိသေးတာဒါရီပဲနားလဲပါမလဲ ဘယ်ဟုတ်မလဲမီကလေးဆိုတာဒီအရွယ်ကလေးကလေ့ကျင့်ပေးထားရတယ်။တမီးကလည်းအရွယ်နဲ့မလိုက်အောင်အသိဉာဏ်ရှိပါတယ်လေ။မခင်မီကတမီးကို လိုလီသေးမရှိအောင်ထားခြင်းသည်။ကာဝန်လှလှလေးတွေနိုင်ငံခြားပြည်ကစားစရာတွေဝယ်ပေးခြင်းသည်။ချောကလက်အကောင်စားတို့ပန်းသီးတို့ကျွေးခြင်းသည်။တစ်ခါတလေစားဘူးရရှိအောင်ပန်းသီးတို့ပါတို့ကျွေးတာလည်းကျွေးပေါ့။ဒါပေမဲ့ပါဇက်ကအကျင့်ပါအောင်တော့မလုပ်နဲ့ တို့မြန်မာလူမျိုးဆိုတာပန်းသီးစားတဲ့လူမျိုးမဟုတ်ဘူး။ငပြောသီးစားတဲ့လူမျိုးပါကွာ။သမီးမှာအထက်တန်းလွားစိတ်ဓာတ်မျိုးဝင်မသွားစေချင်ဘူး။သမီးဟာဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်နေတတ်စားတတ်အောင် ကိုရုကသင်ကြားပေးထားရမယ်။သမီးဟာဂျာနယ်သမားတစ်ယောက်ရဲ့သမီးမဟုတ်လား။ကိုမြထုံးကဆိုသည်။သမီးဟာ တစ်လုံငန်းပိုင်ရှင်တထေးကြီးတယောက်ရဲ့အမွေတွေကိုစက်ခံထားတဲ့မြီးတယောက်ဆိုတာလေသတိရပါအောင်ဟူ၍တော့မတ်ခင်မိပြန်မပြောဖြစ်လိုက်ချေ။ဘာပဲဖြစ်ဖြစ်မိမိတို့သည် ဟိုရင်ကလို စီစီစစ်စစ်သုံးဆွဲနေထိုင်ရမည့်အခြေအနေမျိုးမဟုတ်တော့တာသိကြသည်။လက်ထဲငွေ9000နှင့်စိန်တစင်စာရှိနေပြီ။နည်းနည်းနော်နော်ပစ္စည်းများမဟုတ်။စိန်တစင်စာကိုဖယ်ထားအောင် ငွေ9000ဆိုသည်ကတော်တော်ကလေးများနေပြီအတန်အသင့်တက်ရတော်တိုက်ကလေးတစ်လုံးရနိုင်သည်ခလလမော်တော်ကားတစ်စီးရနိုင်သည်မခင်မီစေကူက တိုက်ကလေးတစ်လုံးဝယ်ပြီကားတော်မဝယ်ခြင်းသည်ပူသောငွေဖြင့် လုပ်ငန်းတစ်ခုခုလုပ်ခြင်းသည်တကုခက်တာကကိုမြတ်ထွန်းတော်တူမလွယ်သည့်ကိစ္စပင်ဖြစ်သည်ဒီပစ္စည်းတွေနဲ့ကင်းကင်းရှင်းရှင်းနေလိုသည်ဟု ကိုမြတ်ထွန်းကပြောခဲ့တယ်မဟုတ်လားတစ်ဖက်ကစဉ်းစားကြည့်ပြန်တော့ငွေတွေရှိရဲ့သားနဲ့အခုလိုအိမ်ခန်းကျင်းချင်းကလေးမှာငှားနေရမယ်ဆိုတာလုံးဝသဘာဝမကျချင်းထို့ကြောင့်လောလောဆယ်မှာအိမ်တစ်လုံးဝယ်ဖို့ဖြစ်အောင်ကြိုးစားရမည်ဟုဆုံးဖြတ်လိုက်ပြီထို့အကြောင်းကိုပြောပြတော့ဘာလဲမိရဒီခန်းလေးမှာမနေချင်တော့ဘူးလားကိုမြတ်ထွန်းကဒီလိုပြောလိမ့်မည်ဟု ူတွက်ဆထားပြီးသားဖြစ်သည်သူပဲလွှဲသွားသည်အိမ်ဝယ်ဖို့ပြောလျင် ကိုမြထွန်းမျက်နှာတင်းမာသွားလိမ့်မည်ဟုထင်ခဲ့သည်ခုတော့ပြုံးထီထီအမှုအရာသာရှိနေထင်သလောက်တော့မဆိုးလာဘူးဟု တွေးမိပြီး အားတက်သွား၏ဒီလိုတဘောတော့မဟုတ်ပါဘူးကိုရင်လေးနဲ့ကိုဆိုတော့လွတ်လွတ်လပ်လပ်နေလို့ရတာပေါ့ဒီမှာတော့မလွတ်လပ်လို့လားဒီအခန်းလေးကကျင်းတယ်လीသမီးအတွက် ကစားရတာကြဲကြဲဝန်းမရှိဘူးတခြားလူတွေလည်းဒီလိုပဲနေကြတာပါပဲမိရဲ့တချို့ဆိုရင်ဒီထက်တောင်စိုးသေးတယ်ကုရုကမှတာမီတာဖာ၃ယောက်တည်းသူများတွေမှာခုတည်းကျင်းတဲ့အခန်းထဲလူ၁၄၅ယောက်ပြုတ်သိပ်ပြီးနေကြရတာပဲဒါပေမဲ့စဉ်းစားကြည့်စမ်းပါဦးမိတို့မှာငွေလဲရှိရသားနဲ့အိမ်ပိုင်ရပိုင်မနေရဘူးဆိုရင်ဘယ်သဘာဝကြမလဲဒီငွေတွေကတမီးငွေတွေပဲ အကောင်းဆုံးကဒီငွေတွေကိုဘာမှအထားလိုက်ပေါ့သမီးအွေရောက်လာတော့မှထုတ်ယူစေပေါ့သိက္ခတာပဲကိုမြတ်တော်တခါတခါကြရင် အတွေးခေါင်းတလူပဲမိဝဆိုတာသားသမီးအတွက်ပစ္စည်းဥစ္စာကိုထိမ့်သိမ်းဆောင်ရှောက်ပေးဖို့ဝတ္တရားရှိတယ်မဟုတ်လားကဲခုနကိုမြတ်ထုံးပြောတယ်လို့ဒါသမီးရဲ့ငွေတွေပဲထားပါတော့သမီးရဲ့ငွေနဲ့ဝယ်တဲ့အိမ်ဟာသမီးရဲ့အိမ်မဟုတ်လားသမီးပိုင်တဲ့အိမ်မှာ အဖေအမေနေတာဘာဖြစ်တယ်လဲမနေသင့်ဘူးထင်သလားကိုမြထွန်းပြုံးသည်ရှင်းရှင်းပြောစမ်းမမိရဲ့မိကတိုက်နေနေချင်လို့လားမခင်မီကိုမြထွန်းကိုဖြတ်ခနဲကြည့်လိုက်သည်အနောက်အပြောင်းသဘောမိတာလားတွေးတူဆန်းတာလားအဖေကအရေးကြီးသည်မခင်မီသည်ခဏမျှစဉ်းစားပြီးနေချင်တယ်ဟုပြောလိုက်သည် နေရှင်နေရတော့မဟုတ်ပါဘူးဟုအစချီပြီး ရှေးရှေးလျားလျားရှင်းပြလိမ့်မည်ဟု ကိုမြတ်ထွန်းထင်သာပုံရသည်ခုလိုခတ်ရှင်းရှင်းပြက်ပြက်ပြောလိုက်သဖြင့်ကိုမြတ်ထွန်းဘာမျှပြန်မပြောနိုင်ပဲဖြစ်သွားသည်အတန်ကြာမှ ကောင်းပြီလေဒါဆိုလဲပြီးရောပေါ်ဟုခက်လေးလေးပြောလိုက်သည်ဟုတ်ကဲ့ပါခင်ဗျာဆရာမင်းလူရဲ့ခုနစဉ်အလွမ်း စာအုပ်ဖတ်ပြခြင်းအစီအစဉ်အမှတ်9ဒီမှာနေရနိုင်ပြီပါခင်ဗျာအားလုံးပဲကြားမှချမ်းသာကြပါစေ